အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အီရန် Israel စစ်ပွဲနဲ့ပတ်သက်တဲ့နောက်ဆုံးအခြေအနေတွေကိုအရင်ဆုံးပြောရအောင်ပါ။ American သမ္မတ Donald Trump ကအီရန်ကိုအကျွမ်းမဲ့လက်နက်ချဖို့တောင်းဆိုလိုက်ပါတယ်။အီရန်နိုင်ငံရဲ့ဒီအဓိပတိဖြစ်တဲ့အာယာတိုလာအလီခါမေနီဗမာရှိတယ်ဆိုတာကိုလည်းသိတယ်လို့ပြောလိုက်ပါတယ်ရုရှားသမ္မတပူတင်ကလည်းအီရန်မှာဒီအလီခါမေနီအုပ်ချုပ်မှုဆက်ပြီးတော့ရှင် င်သန်ဖို့ခက်ခဲသွားပြီဖြစ်တယ်လို့ပြောပြီးတော့ဒီအီရန်ကိုဆွေးနွေးမှုတွေအ мян ဆုံးလုပ်ဖို့ကိုတိုက်တွန်းလိုက်ပါတယ်။မြို့တော်တီဟီရန်မှာတော့ဒီရှိနေတဲ့ရုရှားတန်ယုံကဝန်ထမ်းတွေကိုလည်းအီရန်ကအ мян ဆုံးထွက်ခွာဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လုပ်နေပါတယ်။အဲတစ်ဖက်မှာလည်းအမေရိကန်ကဒီစစ်ပွဲမှာပါဝင်မှာမဟုတ်ဘူးလို့ပြောထားပေမဲ့လည်းအစင်းမြင့်ဒီ F15 F 35အာလေရင်တွေအများပြားကိုပင်လယ်ကွေ့ဒေသကိုရွှေ့ပြားမှုတွေလုပ်နေပါတယ်။ Israel ကတော့သူတို့ရဲ့စမ်းသက်ဆဲဖြစ်တဲ့ဒီအာ Iron Beam ပေါ့နော်လေချောင်းရံကာကွယ်ရေးလေဆာလက်နက်ကိုစတင်ပြီးတော့အသုံးပြုလိုက်ပါတယ်။